အခုဆိုရင်7.7ငလင်းတန်းကြောင့်နောက်ဆက်တွဲငလင်းငယ်လေးတွေကမထင်မထင်သလိုနေရာတိုင်းမှာလှုပ်နေသေးပါပဲ။ဒါကြောင့်မို့လို့အားလုံးအတွက်အသုံးဝင်နိုင်မယ်ငလင်းလောက်တာနဲ့အချက်ပေးတဲ့မြည်အောင်ဖုန်းဆက်တင်ဘယ်လိုချိန်ထားရမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပေးသားပါမယ်။ဖုန်းနေမှာအချက်ပေးတဲ့မြည်အောင်ထည့်ဖို့အတွက်ပထမဆုံးကိုရီရဲ့ဖုန်းဆက်တင်တဲ့ကိုဝင်ပြီးရင် search bar လေးကနေပြီးတော့ alert ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။ ပြီးတော့ရင်ဒီနေရာလေးမှာရှိတဲ့ emergency location စာပြနေရာမှာ off ဖြစ်နေလို့ရှိရင် on ပေးရပါမယ်။ emergency location စာပြလေးကို on ပြီးသွားပြီဆိုရင်ဒီအောက်မှာရှိတဲ့ earthquake alert ဆိုတဲ့တယ်လေးကိုဝင်လိုက်ပါ။ပြီးရင်ဒီညာဘက်လေးကိုဆွဲပြီးတော့ on ပေးလိုက်။ on ပြီးရင်ဒီအောက်က town ကို location ဆိုတာလေးကိုနှိပ်ပေးလိုက်ပြီးတော့ location နေရာလေးကိုဖွင့်ပေးလိုက်ပါ။ ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အနီးအနားမှာပေါ့နော်4.5နဲ့အထက်ငလျင်လောက်တော့မယ်ဆိုရင်ဖုန်းကနေပြီးတော့ငလျင်တတိပိချက်ပေးမှာပဲဖြစ်ပါတယ်။ဒီနည်းလေးကတော့ဖုန်းရေးပါတယ်။တချို့ဖုန်း device တွေမှာပဲရပါတယ်။အခုပြောသွားတာကတော့ကိုယ့်ဖုန်းမှာငလျင်တတိပိချက်မြည်အောင်ထည့်ထားတဲ့နည်းလေးပေါ့နော်။နောက်ဗီဒီယိုလေးမှာလည်းမြင်းငလျင်တတင်းတွေကိုအချိန်နဲ့တပြေးညီ update သိနိုင်ဖို့အတွက်အသုံးဝင်တဲ့ application လေးအကြောင်းနဲ့သူ့ကိုဘယ်လိုမျိုးသုံးရမလဲဆိုတာကိုလည်းဆက်ပြီးတော့ပြပေးထားပါတယ်။